ကျွန်တော်ကားတွေလိုက်ကြည့်ပြီးတယ်လိုက်ရှာပြီးတယ်လိုက်ဝယ်ပြီးတယ်ဆိုတာထင်သလောက်အမြင်မှာ လွယ်မနေပါဘူးပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်စီကိုဖုန်းဆက်ပြီးတော့ပေါ့နော်အကူကြီးတောင်းတဲ့မိတ်ဆွေတော်တော်များများပေါ့နော်။ကိုချင်ရင်မင်္ဂလာပါ။ကျွန်တော်တို့ပေါ့နော်ကာလီတီးဝယ်ချင်တာအမှန်တကယ်လိုအပ်နေလို့ပေါ့နော်။ဒါပေမဲ့ငွေလေးအများကြီးမတက်နိုင်ဘူး။ရှိတဲ့ငွေလေးနဲ့ချိုးချံချေတာပြီးဝယ်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်။ကျွန်တော်တို့ကိုယ်တိုင်မတိနားမလည်ဘဲတော့ဝယ်တဲ့အခါမှာဆိုလို့ရှိရင်ဂျိုကားတွေ၊ဂျင်းကားတွေ၊အမြင်ရှိုင်းထားတဲ့ကားတွေ၊အဆွေးကားတွေ၊စားစားတဲ့ရှုပ်ရှင်းရှိတဲ့ကားတွေ၊ဖောက်ဆုပ်ဖြက်ဆက်ကားတွေတိုးလာမှာဆိုလို့အကို့ကိုယုံကြည်လို့ပေါ့နော်။ကာလီလိုက်ဝယ်ပြီးပါဆိုပြီးတော့အကူကြီးတောင်းတဲ့မိတ်ဆွေတွေအယံ န်များပါတယ်ပေါ့နော်ဆိုတော့ကိုယ့်ကိုယုံကြည်လို့ဆိုတဲ့စကားတခွန်ဟာကျွန်တော်တို့ကတောင်းဝင်ပို့ပြီးတော့ကြီးပါတယ်အဲ့ဒါကြောင့်မလို့ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းမအားရင်တော့ပေါ့နော်တိတိချာချာအချိန်ပြီးပြီးတော့အဲ့လိုမိတ်ဆွေတွေကိုကားလေးတိချာလိုက်ဝယ်ပြီးဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ကားစီးဝယ်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ကကားကြီးတက်ယုံနဲ့လိုက်ပြီးတော့ဝယ်ပြီးလို့မရပါဘူးဒါပေါ့နော်ဒီအခုမှဒါအဲဝယ်ရလို့မညီကိုတွေကားအကျိုးဆောင်လို့ချင်တဲ့ညီကိုတွေအတွက်လည်းကျွန်တော်ဒါ တစ်ဖက်တစ်လမ်းကနေတော့တင် जा ပေးတာဖြစ်ပါတယ်ကျွန်တော်တို့ကားတစ်စီးဝယ်တဲ့အခါမှာဆိုလို့ရှိရင်ကိုယ်ဝယ်ပေးတဲ့ကားတစ်စီးကဈေးမများဘူးကားမမားဘူးစားရဆောင်တဲ့အရှုံရှင်းနေကင်းမှုပြန်ရောင်းရင်ရောရလင်းတကူရောင်းလို့ရပါမလားပြင်ဆင်ရောပြင်စီတတ်တာရဲ့လားအပေါ်ပစ္စည်းပေါ်ရဲ့လားဈေးကမှလူကြိုက်များရဲ့လားကွက်ပြောက်တွေဖြစ်နေမလားစသည်ဖြစ်ပေါ်တော့အဲ့လိုမျိုးအချက်လက်တွေအားလုံးကိုကျွန်တော်တို့ကချင့်ချင်ရတယ်ကျွမ်းကျင်ရတယ်အဲ့လိုမျိုးအလုံးကိုကျွမ်းကျင်ချင်းချင်းပြီးတော့မှတင့်တော်တယ်ဆိုတော့မှကျွန်တော်တို့ကိုလိုက်ပြီးတော့ဝယ်ပေးရတာဖြစ်ပါတယ် ဲ့တော့ကျွန်တော်အဟောင်းနေရတဲ့မှာအကောင်းဆုံးကားတွေကိုဝယ်တာဆိုပေမဲ့အဲ့လိုအချက်လက်တွေအားလုံးနဲ့ပြည်စုံနေမှဝယ်ပြီးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တော့ကားရှာပေးရတာထင်သလောက်တော့မလွယ်ပါဘူးပေါ့နော်တချို့ customize ဆိုလို့ရှိရင်ကျွန်တော်ညင်းလွှတ်လိုက်တာမျိုးတွေရှိတယ်ဘလို့ customize လဲဆိုပေါ့နော်အခုကျွန်တော်တို့ပေါ့နော်ကားလေးဝယ်ပြီးပါကျွန်တော်တို့က Porter 2တွေဝယ်ချင်တာဘုန်းကိုတွေကိုရီးယားကားတွေကျွန်တော်တို့ဝယ်ချင်တာဆိုလို့ရှိရင်ကျွန်တော်အဲ့လိုလူတွေကိုလုံးဝညှင်းလွှတ်ပြတာဘာလို့လဲဆိုတော့ကျွန်တော်တို့ကိုရီးယား line ကိုကျွန်တော်တခါမှမရောက်ဘူးဆိုတော့ခါကျတော့ကျွန်တော်တို့ကကားကြီးတက်တယ်ဆိုတိုင်း ဝယ်ပြီးလို့မရအောင်ဒီကနေ့ပတ်သက်တဲ့ဈေးကွက်ဘလို့ရှိတယ်ပြင်ဆင်ရင်ဘာတွေကုန်ကြနိုင်တယ်ဘယ်ပိုင်းနေရဘလောက်ဈေးကြည့်တယ်ဘယ်နေရာပစ္စည်းရှာရမယ်ဘလို့ဝက်ရှော့ကနိုင်နေစသည်ဖြစ်ပေါ့အဲ့လိုမျိုးအချက်လက်တွေအကုန်လုံးကိုကျွန်တော်တို့ကမသိဘဲနဲ့ဝယ်ပြီးလို့မရအောင်ဘာလို့လဲဆိုတော့ကျွန်တော်ဝယ်ပြီးတဲ့အခါကျလို့ရှိရင်ကျွန်တော်တို့ကိုရိုင်းကကျွန်တော်ကိုရိုင်းကပေါ့နော်တောင်ဝင်ယူမှုတောင်ဝင်ခမှုအပြည့်ဝနဲ့ဝယ်ပြီးတာဖြစ်တဲ့အတော့ကြောင့်မို့လို့ကားတစီကျွန်တော်ဝယ်ပြီးတဲ့ကားတစီဘာဖြစ်ဖြစ်ကျွန်တော်ကိုအခြေမြေဖုံးဆက်လှမ်းပြီးကျွန်တော်ဘယ်နေရာဘာလို့လိုက်ရလဲဆိုတော့ကျွန်တော်တန်းပြောနိုင်တယ်အဲ့လိုမျိုးကားတွေကိုပဲကျွန်တော် ဝယ်ပေးတာပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်တို့ကားလိုက်ဝယ်ပေးတယ်ဆိုတာအမြင်မာရောအထင်မာရောထင်တဲ့လောက်ကြီးမလွယ်ဘူးပေါ့နော်ကျွန်တော်ဆိုရှင်ပို့ဆိုးပါတယ်တေးသေးချာတောင်းဝင်ယူပြီးတော့ပေါ့နော်အကုန်လုံးချင်းချင်းစဉ်းစားပြီးတော့မှဝယ်ပေးရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ကျွန်တော်ဟိုးတာရေုံကြီးကြီးနဲ့လာပြီးတော့ လိုက်ဝယ်ခိုင်းတဲ့မိတ်ဆွေတွေအတွက်လည်းနစ်နာမှုတစ်စုံတရာလောကမရှိအောင်ကျွန်တော်တည်တည်ချာချာလုပ်ပေးတာဖြစ်တဲ့လို့ကြောင့်မို့လို့ပေါ့နော်အခုလက်ရှိဝယ်ဝါခဲချတဲ့မိတ်ဆွေတွေအားလုံးလည်းစိတ်ရှင်းရှင်းနဲ့စီးကြပါလို့ကျွန်တော်တခါတဲ့ဗီဒီယိုမှာပြောချင်ပါတယ်ပေါ့နော်အခုရပိုင်းထဲမှာဆိုလို့ရှိရင်ကျွန်တော်ရန်ကုန်မှာမရှိပါဘူးကျွန်တော်ဖုန်းနဲ့ဆက်ကြတယ်ပေါ့နော်ကားလည်းကြည့်ပါကားလည်းကြည့်ပါဆိုပြီးပေါ့နော်ကျွန်တော်အခုမန္တလေးရောက်နေပါတယ်ခင်ဗျာကျွန်တော်မန္တလေးမှာ15ရက်6လ2025ရက်နေ့ထိကျွန်တော်ရှိနေမှာဖြစ်တဲ့လို့ကြောင့်မို့လို့ပေါ့နော်မန္တလေးရဆွေမျိုးတွေ ော်ကားလေးကြည့်ချင်းနဲ့ကျွန်တော်ချိတ်ဆက်ပြီးတော့အလုပ်လုပ်ချင်တယ်ဆိုတဲ့မိတ်ဆွေတွေရှိရယ်ဆိုလို့ရှိရင်လည်းကျွန်တော်ကိုဖုန်းဆက်လို့ရပါတယ်ခင်ဗျာကျွန်တော်ရှိနေတဲ့အချိန်တော့အတွက်မှာဆိုလို့ရှိရင်တော့ကျွန်တော်အစွမ်းကုန်ကူညီပေးတော့ပါမယ်ခင်ဗျာဆိုတော့အလုပ်ကိုကျေးဇူးအများကြီးတင်နေကျွန်တော်တော့ကိုချမ်းမဲ့ဖြစ်ပါတယ်ခင်ဗျာတော့ကျွန်တော်ကိုယုံကြည်နေအလုပ်တွေအပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအများကြီးတင်နေအခုဗီဒီယိုမှာပြထားပြီးတဲ့ကားလေးတွေအကုန်လုံးကလည်းကျွန်တော်ရှာပေးခဲ့တဲ့ကားလေးတွေကိုကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်အမှတ်တရအနေနဲ့ကျွန်တော်ပြန်ပြီးတော့ဗီဒီယိုလေးစီရင်တင်နေကျွန်တော်တင်ပေးရပဲဖြစ်ပါတယ်ခင်ဗျာဆိုတော့အလုပ်ကိုတကယ်ကျေးဇူးအများကြီးတင်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ ဲ့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ကိုချမ်းမဖြစ်ပါရယ်ခင်ဗျာအလုံးမတက်တာပါ